မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV Human တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်။ကင်းဒီပြည်နယ်မဲဆဲမြို့နယ်ကကြေးရွာတွေကိုစစ်ကောင်စီတပ်ကဧပြီလ24ရက်မနက်အစောပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ကင်းဒီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းမှနှစ်ဥပညာကပြောပါရတယ်။ ဧပြီလ24ရက်မနက်2နာရီကျော်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်900ဘုံနှလုံးနဲ့နှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရလို့ဆိုပါရယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိခဲ့ပေမဲ့အဆောင်အုံတချို့နဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဥပညာကပြောပါရယ်စစ်ကောင်စီတပ်ကအပြစ်ခတ်ရဲစဲမှုကိုဧပြီလကုန်အထိတက်တန်းထက်တိုးထားပေမဲ့ကရင်နီတွေကမြို့နယ်တွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာပါ လေရင်တန်ကြားရနဲ့ကြောက်နေရပြီးဘယ်ချိန်ဘယ်နေရာကိုကျဲချမလဲဆိုတာလည်းမသိရဘူးလို့ဒေသခံတယောက်ကပြောပါရယ်။ဧပြီလ24ရက်ညနေ3နာရီကျော်မှလဲမော်ချီဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကနဦးသိရပြီးအသေးစိတ်အချက်အလက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါရယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဗလမုတ်ကျေးရွာမှာရောက်နေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကအရသားတွေကိုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာကြောင့်စစ်ကောင်စီတပ်ရှိတဲ့နေရာတွေကို drone နဲ့လိုက်လံဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။ဗလမုတ်ကျေးရွာတွေကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာဧပြီလ23ရက်နေ့ပိုင်းမှာဗလမုတ်ဒေသခံပြည်သူတချို့ကိုဖမ်းဆီးခဲ့ပြီး ဲ့ဒီနေ့ညနေပိုင်းလောက်မှာပဲပြန်လွတ်ပေးခဲ့တယ်လို့ဒေသခံတယောက်ကပြောပါရယ်။ဗန်လမော့ကြီးရွာရဲ့ရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကဧပြီလ24ရက်မနက်7:00နာရီဝန်းကျင်အချိန်လောက်မှာလူနေတလုံးနဲ့ဝင်ရောက်နေထိုင်နေတဲ့အချိန် drone နဲ့ဘုံသီးနှလုံးကျဲခဲ့ပြီးအိမ်ခေါမိုးပေါ်ကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့တောဘုံကြီးအဖွဲ့ရဲ့ပြန်ကြားတဲ့တာဝန်ခံကပြောပါရယ်ရှင်။ ငလင်ဘေးရန်အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းခွင်တွေမှာအလုပ်သမားရှားပါမှုပြဿနာနဲ့ကြုံနေရပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းမြို့အနီးကိုဗဟိုပြူပြီးမက်လာ28ရက်နေ့ကလှုပ်ခတ်တော့တဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံတဝန်းအဆောက်အအုံ9000ကျော်လောက်ပြိုကျပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ငလျင်ပေတဲ့အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာဆောက်လုပ်ရေးအလို့သမားအများစုဟာနေအိမ်အဆောက်အုံတွေဖြိုဖျက်ရမှလုတ်ကိုက်နေတာကြောင့်နေအိမ်တွေပြန်လည်တိဆောက်ရမှအသုံးပြုဖို့အလို့သမားရှာပါနေတာဖြစ်တယ်လို့မန္တလေးဒေသခံရုံးနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ဒါအပြင်ငလျင်မတိုင်မီဆောက်လုပ်ရေးအလို့သမားတယောက်ရဲ့တနစ်တာလှုပ်အားခါကငွေကျပ်15000ရှိခဲ့ရခါနဲ့လက်ရှိမှာငလျင်ကြောင့်အဆောက်အုံဖြိုဖျက်ရမှတနစ်တာလှုပ်အားခါကငွေကျပ်3000အထိဈေးနှုန်းမြင့်တက်နေတာပါ။ ဒါကြောင့်နေအိမ်တွေပြန်လည်တိဆောက်ပေးနေတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လုံသားရှားပါမှု ပြဿနာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အလုတ်ကမာတွေကဒီတိုက်အဖြူအပြက်တွေကိုလိုက်ပြီးတော့ဟိုဟာလုံနေတဲ့အတွက်ဒီဆောက်လုပ်ရေးလုပ်ငန်းတွေမှာအလုတ်ကမာအခက်အခဲရှိရပေါ့နော်တကယ်တကယ်အလုတ်ကမာတယောက်ကိုတရက်တစ်တောင်းခွဲဆိုလို့ရှိရင်အလုတ်ကမာတယောက်ရဲ့နေနေထွက်ရတယ်လीအခုကတိုက်အဖြူပြက်ဖြတ်တဲ့ဟာတွေကတရက်3000 3000ခွဲပေးခွဲတော့အဲ့နောက်ကိုအကုန်ပါသွားကြတာပေါ့လောလောဆယ်ဒီတပတ်စေရက်ကအလုတ်ကမာအခက်အခဲနဲ့ရင်ဆိုင်နေရတော့ ဒီဆောက်လုပ်ရေးလုပ်ငန်းတွေကနည်းနည်းအခက်အခဲလေးနည်းနည်းကြုံနေရပါလေအလုပ်သမားပြဿနာပေါ့အဓိကအဲ့ဒါပါပဲဒါအပြင်ဆောက်လုပ်ရေးအလုပ်သမားတချို့ကတော့လုပ်ငန်းခွင်ထဲမှာငလျင်တန်တိအဆောက်အုံတွေပြိုကျပျက်စီးမှစိုးရိမ်တဲ့အတွက် လုံသားရှားပါမှုတွေလည်းရှိနေပါသေး။လက်ရှိမန္တလေးမြို့မှာအလျားပေ90အနက်ပေ20ရှိရဲ့အာစီ3ထက်တိုက်တလုံးကိုလူအင်အားနဲ့ဖြိုဖျက်မယ်ဆိုရင်3500ဝန်းကျင်အထိပေါက်ဈေးရှိနေတယ်လို့မန္တလေးဒေသခံတွေကပြောပါသေး။ အခုလိုလုံသားရှားပါမှုပြဿနာကြောင့်နေအိမ်တွေတိဆောက်ပင်းနေတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ရန်ကျန်းကြမှုတွေရှိနေတယ်လို့အခက်အခဲတွေလည်းကြုံတွေ့နေရတယ်လို့မန္တလေးမြို့ကဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်ရှားပါတယ်အတွက်အခက်ကျင်းဆိုတာကတော့ကျွန်တော်တို့ဒီပုံမှန်ဈေးွက်လိုပါပဲကမန်းတအားတက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကဒီမှာမဖြည့်ဆည်းပြနိုင်နေဆိုတဲ့ပြက်ကွက်မှုတန်နည်းနည်းခံရတာပေါ့ အဲ့သဘောပါပဲတမန်တက်နေတဲ့အချိန်မှာဒီဘက်ကညီမတက်လာတဲ့တမန်နဲ့အညီ site တိုင်းကိုလူကြည့်အင်အားပြည့်မစင်းပြနိုင်တဲ့အခါမှာ site တွေကိုအလဲကျဆိုတဲ့စနစ်မျိုးတွေနဲ့တွားနေရတော့အင်ရှင်တွေရဲ့မကြည်နပ်မှုတွေစိုးရိမ်မှုအဲ့လိုအခက်အခဲတွေကိုအဓိကထားပြီးနေတိုင်းရင်ဆိုင်ပြီးဖြည့်ရှင်းနေရတယ်။ရက်ကလေးစောင့်ပြပါတို့၊တုံးရက်စောင့်ပါတို့၊တပတ်စောင့်ပါတို့လည်းအဲ့လိုတွားနေရတာ။ လက်ရှိမန္တလေးမြို့မှာငလျင်တန်တိအဆောက်အဦတွေအများကြီးရှိနေပြီးတော့မဖြိုဖျက်နိုင်သေးတာကြောင့် NDA ရှိတဲ့အနေအထားမှာရှိနေတယ်လို့ဆိုပါတယ်။ဒီပူမီကကောက်ယူရရှိထားတဲ့ဆင်းတွေအရာအင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံတဝန်းနေအဆောက်အဦပေါင်း9000ကျော်လောက်ပျက်စီးဆုံးရှုံးခဲ့ရပြီးလုံးဝပျက်စီးတော့တဲ့နေအင်1000ကျော်နဲ့တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးတော့တဲ့နေအင်3000ကျော်ထိရှိနေရလေဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ။ ဒီဗီယိုမြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်